ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆိုကောပရိသတ်များအလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ကျွန်တော်ဒါ delete in the mind အစီအစဉ်မှာဘောလုံးသမိုင်းတစ်လျှောက်မှာကျွန်တော်ဒါ prefect တိုက်စစ်ပေါ့လေ MSN တိုက်စစ်ကတကယ်ကိုပဲသမိုင်းဝင်ခဲ့တဲ့အောင်မြင်မှုတွေလည်းယူနိုင်ခဲ့တယ်လို့ဟိုဘောလုံးပရိသတ်တိုင်းလည်းစိုက်နေတက်ခဲ့တဲ့ဒါတိုက်စစ်အတွဲဖြစ်ခဲ့မယ်ထင်ပါတယ်ဒီအကြောင်းလေးကိုကျွန်တော်နဲ့အတူဝိုင်းအားကစားကလောင်ရှင်ကိုနန္ဒဝင်းညင်းချမ်းကနေပြန်မှတင်ဆက်ပေးတော့ဖို့ရှိပါတယ်ခင်ဗျာ ကိုရီဒါဒီတစ်ပတ်ကတော့နည်းနည်းလေးထူးခြားခြားဖြစ်သွားအောင်ပေါ့နော်အခါတိုင်းကတော့ဒါပုတ်ကူတူတယောက်ချင်းစီအကြောင်းလေးကိုပဲကျွန်တော်ရွေးရွေးပြောမှတင်ဆက်တယ်အခုကတော့ဒါဘောလုံးသမိုင်းတစ်လျှောက်မှာဒါအကောင်းဆုံးဒါတိုက်ဆက်အတွဲတစ်ခုပေါ့လေဒါတိကြပါလေ MSN ပြောပြီးရောနောက်ထပ်ကျွန်တော်ဒါ BBC ပေါ့လေဒါဒီအကြောင်းလေးလည်းကျွန်တော်ဒါတင်ဆက်ပေးဖို့ဒါအလင်းအလင်းတင်လို့တင်ဆက်ပေးဖို့ရှိပါလေအရင်ဆုံးဒါ MSN တိုက်ဆက်ပြီးပေါ့လေ Messi ဆွာရက်နေမှာဒီတိုက်ဆက်အတွဲဖက်ပေါ့အခုကြည့်ကြရတဲ့အခြေအနေတစ်ခုမှာဘလောက်ထိ impress ဖြစ်တယ်လဲဆိုတာလေအရင်စမိတ်ဆက်ပြီးပြောပြပါဦးဗျာ ကျွန်တော်တို့ဒီဘောလုံးကိုတမိုင်းတစ်လျှောက်ကြည့်ရင်ဟုတ်ဒီအကြော်ကြားဆုံးတိုက်စစ်တွဲလုံးနေအများကြီးရှိခဲ့တယ်ပေါ့လေဒါပေမဲ့အဲ့လိုမျိုးဒီကစားသမားတအူးချင်းစီရဲ့ဒီ alphabetically ဒီရှေ့ဒီ letter လေးကို chase ဆက်ပြီးတော့ဟိုအတွဲအဖက်အနေနဲ့ဒါရှေ့မှာရှေ့ကောင်းရှေ့မှာပေါ့နော်ကျွန်တော်သိတာကတော့ BBC ကနေစတယ်ပေါ့နော် BBC တိုက်စစ်အတွဲဆိုပြီးတော့အဲ့ BBC တိုက်စစ်အတွဲနဲ့ဒီဆိုတဲ့နာမည်ကြီးနေတဲ့အချိန်မှာ MSN ဆိုပြီးတော့ ဒါ Louis Suarez ရောက်လာတဲ့အချိန်မှာအဲ့အတွဲလေးပေါ့ဆိုတော့ BBC နဲ့စာ MSN ကနည်းနည်းနောက်ကျမှနဲ့တူတယ်ဟုတ်ကဲ့ဒါပေမဲ့ရှေ့မှာလည်းအဲ့လိုတွေနေမယ်မတွဲပြီမဲ့ဟိုနောက်ကျောင်းပြန်ပြီးတော့တွဲတာပေါ့နော်ဒီမှာဗာလဲ TTR တို့ပါတို့ Dennis Bergkamp ရဲ့ Thierry Henry ရဲ့ Robert Pires ရဲ့ဆိုပြီးတော့ပြန်ပြီးတော့တွဲတာအဲ့ခစ်တီတော့ကတော့ခစ်ပြန်နေနေတော့ TTR တို့ပေါ့ကျွန်တော်တစ်ခါမှတွဲခဲ့ဘူးဟုတ်ကဲ့နောက်ဟိုတော့လူပုတ်ကိုတူဦးနေနေကြတော့ဒီ Trigan တိုက်စစ်တွဲလုံးမဟုတ်ဘဲနဲ့ဒီနှစ်ဦးတွဲအနေနဲ့ကျွန်တော်အကြိုက်ဆုံးဖြစ်ခဲ့တာက ီ Andicone Dry York အဲ့ Andicone Dry York တို့အတွဲအဖက်မျိုးကိုကျွန်တော်အခုချိန်ဒီတစ်ခါပြန်မကန်စားတော့ဟုတ်ကဲ့အဲ့နှစ်ယောက်ကြားတဲ့ကနားလည်မှုနှစ်ဦးစလုံးရဲ့အရေးအသွေးပင်ကိုအရေးအသွေးထက်မြတ်မှုနှစ်ဦးစလုံးရဲ့ဟိုဘယ်လိုပြောမလဲတောင်းတောင်းအနစ်နာခံကစားမှုအဲ့လိုတွဲလုံးမျိုးက Andicone Dry York အတွဲကကျွန်တော်တို့ဒီဘောလုံးသမိုင်းမှာဒီအတော်ကြောင်းဆုံးဆိုတဲ့ကစားသမားတွေဟိုတွဲဖက်ကစားခဲ့ကြတာကျွန်တော်အများကြီးကြုံခဲ့ဘူးတဲ့ဒါပေမဲ့မျက်ဝါးထင်ထင်ကိုမှ live action စီအနေနဲ့တောင်းရောက်ကြည့်တဲ့အချိန်မှာ ယော့ခ်နဲ့ကိုအတွဲလောက်အားကောင်းတဲ့အတွဲမရှိခဲ့ဘူးအဲ့ယော့ခ်နဲ့ကိုအတွဲအပြီးမှာမှာကျွန်တော်တို့ဒီ Pirus ရဲ့ဒီ Honorary ရဲ့ Backup ရဲ့ပေါ့နော်အဲ့အတွဲကကျွန်တော်တို့ပြောအများကြီးပေးခဲ့တယ်အဲ့နောက်ပိုင်းမှာ BBC BBC ပြီးတဲ့နောက်မှာ MSN ပေါ့ဆိုတော့ MSN နဲ့ BBC ကလည်းဖြစ်ကျင်တော့ BBC ကဥရောပကစားသမား၃ယောက်ဟုတ်ကဲ့ပါနော်ပေါ်တူဂယ်ရယ်ပြင်သစ်ရယ်ဝေးလ်စ်ရယ်ဟုတ်ကဲ့ပါဟိုက တောင်အမေရိကတိုက်စစ်တွေ့လုံးယူရိုဂွားရဲ့ဘရာဇီးလ်ရဲ့အာဂျင်တီးနာရဲ့ဟုတ်ကဲ့ဆိုတော့အဲ့နှစ်ခုအရင်အားပြိုင်တဲ့အချိန်မှာဟိုတိုက်စစ်တွေ့လုံးနှစ်ခုစလုံးကကိုယ်သက်ဆိုင်ရာအသင်းတွေအတွက်အကောင်းဆုံးအလုပ်လုပ်ပေးခဲ့ကြတယ်အဲပြီးတော့အောင်မြင်မှုတွေယူပေးခဲ့တယ်အဖြော်ယူမှုတွေပေးခဲ့တယ်ဒါပေမဲ့ဖြော်ယူပေးတဲ့ပုံစံလေးကတော့ကွဲတယ် MSN ကနေပြီးတော့ပေးတဲ့ဖြော်ယူမှုကကြတော့ပို့ပြီးတော့ aesthetic ဖြစ်တယ်ပေါ့နော်ဒီအမှုပညာမြောက်တဲ့ဘက်ကိုသွားတယ် BBC ကတော့ပို့ပြီးတော့ athleticism ဖြစ်တယ်အာကစားဘက်ကိုသွားတယ်ဟုတ်ကဲ့ဆိုတော့ဒါကဟိုအခင်းအနေနဲ့ကျွန်တော် ပြောတာပါအဲ့ထက်မှဒီနောက်ခုစလုံးကျွန်တော်ကြိုက်တယ်ကျွန်တော်တို့ကြတော့ဒါ Real Madrid Predator ဆိုတော့ BBC ကိုပို့အောင်မြင်စေခြင်းပဲ MSN ကစားတာကပို့ဆွဲဆောင်မှုရှိတယ်လို့တော့ခံစားရတယ်ဟုတ်ကဲ့ပါဒါ Messi စော်တဲ့နေမှာပထမဆုံးတော့ဒါ Messi နဲ့တူစပေါင်းနေမှာပေါ့ နေမှာပြီးတော့မှဒါဆွာရဲကျွန်တော်ကြောက်ပါတော့လေဒီမှာကျွန်တော်ဒီလိုပြောမယ် honor ရဲ e2 ရဲ ronaldinho ရဲဒီတွဲနဲ့ဒါ messi စပြီးတော့မှနာမည်ကြီးလာတယ်အောင်မြင်လာတယ်ဒီ2008 2009 2010ဝင်ကျင်နေပေါ့လေအဲ့ဒီခေတ်အလွန်မှာကျွန်တော်ကျွန်တော်ပြန်စဉ်းစားကြည့်လိုက်ရင် xavi xavi ရဲ့နောက်တာ iniesta ရဲ့ဒီတွဲနဲ့ပဲဒါ messi ကဒါတိဆောက်ခဲ့ရတယ်ကစားခဲ့ရတယ်အဲ့ဒီအချိန်ဒီမှာနေမှာရောက်လာတဲ့အချိန်ဒီတစ်ခုပေါ့လေ messi နဲ့နေမှာစပြီးတော့မှပေါင်းဆက်တဲ့အချိန်ဒီလေးလည်းအခုမှတ်မိတယ်လို့ပြောပြပါဟုတ်ကဲ့ဟိုဒီကျွန်တော်တို့ဒီ A2 ရဲ့တကယ်တော့ A2 ရဲ့ Ronaldinho ရဲ့ Guli ရဲ့ပေါ့ Guli ရဲ့ဟုတ်တယ်နော် Guli ဒီကျွန်တော် Monaco ကနေ2006လောက်ပါအပြောင်းလာတယ်ဆိုတော့ဒီ Racket နဲ့ Laporta Laporta စပြီးတော့ဥက္ကဋ္ဌဖြစ်တဲ့အချိန်နဲ့တူတယ်ဟုတ်ဟုတ်လားအဲ့ဒီအချိန်မှာကစားသမား6ယောက်9ယောက်လောက်ခေါ်လိုက်တယ်အဲခေါ်လိုက်တဲ့အုပ်စုထဲမှာအဲ့မှာကျွန်တော်တို့ဒီ Ronaldinho တို့ Guli တို့ပြီးတော့ဒီ Eto ကအသင်းမှာရှိနေပြီဟုတ်တယ်ဒီ Mallorca ကနေပြီးတော့ Mallorca နေပြောင်းနော်ဒီ Real Madrid ကစားသမားဟောင်းမယ်အဲ့ဒီက Luna Academy အဲ့ကနေပြီးတော့ဒီရောက်လာပြီးတော့ ဒီ racket ကို laborator ကခေါ်ပြီးလိုက်တဲ့အုပ်စုပေါ့အဲ့ဒီအုပ်စုမှာကျွန်တော်တို့အရင်ဆုံးဒီ Barcelona ကိုကျွန်တော်တို့အတောက်လျှောက်မြင်ရတာက Aguilé ရဲ့ Eto'o ရဲ့ Ronaldinho ရဲ့အဲ့အတွဲပေါ့အဲ့အတွဲကနေပြီးတော့နောက်ပိုင်းဒီ Thierry Henry ရောက်လာတယ်ပေါ့ Henry ရောက်လာတဲ့အချိန်မှာပြောမယ်ဆို Henry က2006မှာ Arsenal ကိုစွန့်ခွာလာပြီး2000မှာ2000မှာရောက်လာတဲ့အချိန်မှာ Henry ရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်တို့မတွေ့ရဘူးအဲ့တော့ကျွန်တော်တို့တိုက်စစ်တွေ့လို့အနေနဲ့မခံစားရဘူးဟုတ်ပြီးတော့ Thierry Henry ရောက်လာပြီးတိတ်မကြခင်မှာပဲရော်နယ်ဒီညိုလည်းအသင်းကနေပြီးတော့တခါထွက်သွားတယ်ပေါ့ထွက်သွားတော့အဲ့မှာလဲကျွန်တော်တို့အကောင်းဆုံးဟိုကစားသမားတူဦးချင်းအနေနဲ့ကောင်းပေမဲ့ဟိုဂိုးတွေလည်းတွင်းတော့တွင်းမှာအမဇလာတန်အဗရာဟမ်မစ်ရောက်လာသေးတယ်ပက်ဒရိုမက်ဆီအဲလက်စစ်ဆန်ချက်ဒီကစားသမားတွေတွဲလုံးများစွာရှိခဲ့ပေမဲ့ဟိုကျွန်တော်တို့အဲ့လိုမျိုးဟိုထင်ရှားတဲ့ဒီပုံစံတွေပေါ့နော်အတွဲအဖက်အနေနဲ့ကျွန်တော်တို့တိတ်မတွေ့ရဘူးကစားသမားတွေကတော့ကောင်းကြပါတယ်ဒါပေမဲ့အဲ့မက်ဆီအနေနဲ့ကြတော့ကိုယ်ရဲ့ပြောရမှန်းတယ် ဟိုကွင်းလေအနေနဲ့ဆိုလေသူကနာမည်က Xavi Iniesta Messi Xavi Iniesta Messi ဆိုတော့အတွဲကဟိုဟိုတက်တက်တလွဲဟုတ်ကဲ့နေမာနဲ့ဒီ low source ရောက်လာတဲ့အချိန်မှာ MSN ဆိုပြီးတော့တသက်တကွေးခွဲထွက်သွားတယ်ဆိုတော့ Messi ကတော့ဒီ Deco Ronaldinho တို့နဲ့တွဲကစားတော့ကလည်း Messi ကအဲအကောင်းဆုံးတိုက်စစ်တွဲလုံးထဲမှာသူအပါဝင်လို့ပြောရမှာပြီးတော့ Xavi Iniesta နဲ့တီဆောက်တဲ့အချိန်မှာလည်းအကောင်းဆုံးလို့ပြောရမှာနောက်ဒီဟိုနေမာနဲ့ဟုတ်ကဲ့ ်ပစ္စည်းနဲ့စပြမှာအဲနေမာနဲ့လိုဖော်ရက်နဲ့ရောက်လာတဲ့အချိန်မှာလဲအကောင်းဆုံးတိုက်စစ်အတွဲပေါ့ तू आ तू သူ့ကိုဘူလိုပြပြီးတော့တိုက်စစ်အတွဲကောင်းနေရတော့အများကြီးထွက်ခဲ့တာပေါ့ဒါပေမဲ့အမှဒီ MSN တွဲတဲ့အချိန်မှာအနောက်မှာပန်ပိုးထားတဲ့တောက်တိုင်ကပို့ပြီးတော့ကြောက်စရာကောင်းသွားပြီအဲမက်ဆီနဲ့အတွဲဖက်မိခဲ့တဲ့ NS Star Xavi Boost Quest ဆိုတဲ့အတွဲအားလာအနောက်မှာထက်ရှိနေဆိုတော့အော်မက်ဆီကဟိုနှစ်ခုဒီတိုက်သူနဲ့အပါအဝင်ပေါ့သူတိဆောက်ထားတဲ့တိုက်စစ်တွဲလုံးနေတဲ့အတူဟို အကောင်းဆုံးပုံစံပေါ့သူရဲ့အကောင်းဆုံးအခြေအနေကိုဖျက်ဆီးခဲ့တယ်ပြောရမှာဟုတ်ကျွန်တော်ဒီ MSN မတိုင်ခင်ဘာစီလိုနာမှာပြန်ပြန်စဉ်းစားကြည့်လိုက်တော့ဒေးဗစ်ဗီလာရဲ့အဲကျွန်တော်ဒါမက်ဆီရဲ့ပက်ထရိုရဲ့ပေါ့နော်ဒီတွဲလေးဒီတွဲကလည်းဒါအောင်မြင်မှုတွေလည်းယူခဲ့ပါတယ်နောက်ဆက်သုံးချန်ပီယံလိဘိုလ်လူဲမှာဆိုရင်ဒါဂိုးတွေလည်းအတွင်းတယ်ပေါ့လေဒါဒေးဗစ်ဗီလာလည်းအတွင်းတယ်မက်ဆီလည်းအတွင်းတယ်အဲနောက်ထပ်ရှာဗီလည်းအတွင်းမယ်ထင်ပါတယ်အမှအောင်မြင်မှုတွေလည်းရခဲ့ပြီမဲ့တကယ်လို့ MSN လိုမျိုးစီးဆုံးလုံးပေါ့နော်ဒီကေဟိုတင်းတင်းရှာရှာဟိုစီလုံးမှုကတော့အကုန်စီလုံးမှုရှိပါတယ်ဟုတ်ကဲ့ဒါပေမဲ့အရေးကြီးတဲ့ရှူတော့ငါ twin goal တွေပေါ့နော်ဟုတ်ကဲ့ တိုက်စစ်အတွဲလုံးတစ်ခုအနေနဲ့ David Villa Pedro Messi တိုက်စစ်အတွဲလုံးထပ်ဆိုင်ဟိုနောက်တစ်ခုကဒီ David Villa ပေါ့နော် Villa ရဲ့ဒီ Messi ရဲ့ Pedro ရဲ့မှာကကျန်တဲ့တသိန်းလုံးရဲ့ twin goal တွေပါမပတ်သက်မှုများသေးတယ် Amazon ဖြစ်သွားတဲ့အချိန်မှာကျတော့အဲ့လိုမဟုတ်တော့ဘူးဟုတ်တော့เนาะဒီတသိန်းလုံးရဲ့တိုက်စစ်ရဲ့ဒီ twin go စုစုပေါင်းရဲ့80ရာခိုင်နှုန်း85ရာခိုင်နှုန်းသူတို့ကပဲသူကျန်တဲ့ကစားသမားတွေကဒီဘယ်လိုခေါ်မလဲကျန်တဲ့ team work အလုပ်ကိုလုပ်ကြတယ်ဆိုတော့ပုံစံအဲ့အဲ့အပိုင်းခွဲထွက်သွားတာလို့ပြောအောင် ကျွန်တော်ဒါ MSN ရဲ့အောင်မြင်ဆုံးခြေဆိုတော့ဒီ2014-15ဝင်းကျင်အဲ့ကာလကြီးဖြစ်မယ်ထင်တယ်နော်ကိုဟာ2014-15သူတို့စတွဲတဲ့အချိန်ဟုတ်ကဲ့ပါကျွန်တော်ဒါစော်ရဲရောက်လာတဲ့အချိန်မှာဆိုတော့ဒါကိုပြောလို့ MSN ကလုံးဝပြီးပြီးပြင်တက်ရှစ်တွဲဖြစ်သွားပြီဒီအဲ့အချိန်မှာတော့ကျွန်တော်ဒါ DVV ကလည်းနည်းနည်းလေးအခြားပဲရောက်သွားတာလည်းဖြစ်မယ်ထင်ပါနော်စော်ရဲရောက်လာတော့ကွက်တိဖြစ်သွားတယ်စော်ရဲကလည်းတကယ်အကောင်းဆုံးအချိန်ဒီမှာရောက်လာတယ်ပို့ပြီးတော့မှဒါပြောတော့ဟိုစီးလုံးဘယ်လိုပြောမလဲဟိုသူတို့မြင်ရတဲ့ဟာပေါ့လေအတွင်းစိတ်တဏ္ဍာမှာကိုကအရင်ဟို strong ဖြစ်သွားတာက တောင်အမေရိကသားအချင်းချင်းဖြစ်သွားတာလည်းပါမတင်တယ်ဘူးတကယ်တော့ဒီတောင်အမေရိကသုံးနိုင်ငံလည်းရန်ဖတ်တည်ကြီးပဲဟုတ်ကဲ့ဘရာဇီးလ်နဲ့ယူရိုဂွိုင်းလည်းမတည့်ဘူးဘရာဇီးလ်နဲ့အာဂျင်တီးနားလည်းမတည့်ဘူးအာဂျင်တီးနားနဲ့ယူရိုဂွိုင်းလည်းမတည့်ဘူးပြီးတော့ဒီသုံးနိုင်ငံကဒီတောင်အမေရိကနဲ့ဝါကပ်ယူထားတဲ့နိုင်ငံတွေယူရိုဂွိုင်းကပထမဆုံးယူထားတဲ့နိုင်ငံဟုတ်ကဲ့ပြီးတော့ဒီဘရာဇီးလ်ကအချိန်အများဆုံးယူထားတဲ့နိုင်ငံအာဂျင်တီးနားကလည်းဒီမာရာဒိုနာနဲ့အတူအရန်ဟိုဒီကော်လာနှစ်ကြိမ်ပေါ့နော်မာရာကန်ပတ်တို့ ဒီမာရာတိုနာတို့ဒီကစားသမားတွေနဲ့အတူရခဲ့တဲ့နိုင်ငံဆိုတော့သူတို့အချင်းဒီဘက်မှာပြန်ကြည့်ရင်ဝေးအောင်မြင်မှုကော်ဖလာအောင်မြင်မှုတပိုင်းချောင်းမရှိဘူးပြင်သစ်ကတော့ဒါဘလော့ကောမလဲရှိတော့ရှိတယ်ဆော့ပိုင်းလေးမှာရှိတယ်တိတ်ပြီးတော့ဟိုကိုယ်တိုင်ပုံပတ်သက်မှုကဘန်စီမာမှာမရှိပြန်ဘူးเนาะအဲအဲ့အဲ့လိုပဲဒီဘန်စီမာရဲ့ရဲလို့မဟုတ်ဘူးဗျာဒီပြင်သစ်ကပြောမှဆိုကော်ဖလာတပိုင်းမှာဘာမရှိမရှိသေးတဲ့မရှိသေးတဲ့အချိန်ပေါ့ဟို68ရတယ်နောက်တော့ဘာဘာရ2018 2018မှတခါရတယ် 2018ရုရှားမှာကပါ18မှာရုရှားမှာသူတို့တခါရတယ်ပေါ့နော်အဲ2018ကကြာသူတို့ BBC ကအဲ့ဒီအချိန်မှာအဲကွဲသွားပြီကွဲသွားပြီကွဲသွားတော့ကွဲသွားပြီးတော့တခါဒီ Portugal ကမ္ဘာဖလားတမိုင်းမှာအစင်လာမရှိဘူးဆိုတော့ဒီလိုအနေထားမျိုးလေးတော့ရှိတာပေါ့ Amazon ကတော့ဟိုကြီးတဲ့အင်အားကြီးတဲ့နိုင်ငံတွေကတိုက်စစ်ကစားသမားတွေပြီးတော့ရန်ဘတ်တွေပေါ့နော်ရန်ဘတ်နိုင်ငံတွေအဲ့ဒီရန်ဘတ်နိုင်ငံတွေရဲ့ Neymar ကလည်းအဲ့ဒီအချိန်မှာ Brazil ရဲ့အကောင်ဆုံးကစားသမား Suarez ကလည်း ယူရိုကွာရဲ့အကောင်းဆုံးကစားသမားမက်ဆီကလည်းအာဂျင်တီးနားရဲ့အကောင်းဆုံးကစားသမားသူတို့၃ယောက်ကြားထဲမှာဟိုပုံကြီးအပြိုင်မှုတွေအတတွေရှိရမယ်အစားသူတို့၃ယောက်ဟိုမြင်ရတဲ့ပုံစံနောက်တစ်ခုကဒီနေမာလောက်တာဒီ social life မှာဒီကျွန်တော်တို့ကဒီအပျော်အပိုင်းနဲ့မြင်ရတာခုနှစ်ယောက်ကဟိုတော်တော်လေးကိုဟိုဘောလုံးကွင်းအပြင်မိသားစုဘဝအပြင်မှာဟိုတိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲလူတွေမြင်ကွင်းအောက်မှာရောက်နေတဲ့သူတွေပေါ့နော်ဆိုတော့ဒီလိုအနေထားမျိုးတော့တွေ့ရတယ်ဟိုတခုတော့ရှိတယ် BBC မှာကဟို Louis Soros လိုမျိုးအဲ့လိုမျိုးတကဘာလုံးအဝိုင်းဝေဖန်ခံအောင်အောင်ဟိုပြဿနာတွေချုပ်လို့ခေါမလဲပေါ်တဲ့သူမရှိဘူး Soros ကကြောက်တန်တရားတွေနဲ့ရောက်လာတာ Soros ကိုခေါ်တော့မကျင်းတဲ့သူတွေလည်းအများကြီးပဲဆိုတော့ဒီလိုအနေထားမျိုးတွေပေါ့ဟုတ်ကဲ့ကျွန်တော်ဒါအခုပြောမှသတိရတယ် Soros နဲ့ Barcelona စာချုပ်ချုပ်တုန်းကဆိုရင် home mode တော့မသိဘူးလေကျွန်တော်ဒါဖတ်ရတာဒီပြိုင်ဘက်ကိုမကတ်ရအောင်ဆိုတော့ဒီစီကန်းချက်တွေမျိုးတော့မှဒါဟာတာလည်းဖြစ်နေတယ်ပေါ့ကျွန်တော်ဒီစီကန်းချက်မျိုးတွေလည်းဒါ check ခဲ့တယ်ဆိုပြီးတော့ပြောကျွန်တော်အဓိကပြောချင်တာအဲ့ကာလကဟိုစွာတဲ့ကိုယ်တိုင်လဲစမ်းသပ်ခံဖြစ်နေတယ်ဝေဖန်ခံရတဲ့အခြေအနေဖြစ်နေတယ်ဒီအခြေအနေမှာကိုဒါမက်ဆီနဲ့နီမာနဲ့ဒါသူဒီတောင်အမေရိကတိုက်စစ်အတွက်ပေါင်းစပ်မှုကစွာတဲ့ကိုဘယ်လောက်ထိဒီဘယ်လိုပြောမလဲနောက်တစ်ဆင့်ပေါ့လေအောင်မြင်မှုရအောင်ပံ့ပိုးပေးနိုင်ခဲ့လို့ထင်တယ်ခွေအလူးဆော်ရက်ကတကယ်အဲ့ရာသီမတိုင်ငင်တဲ့ကပေါ့နော်ဟုတ်ဒီနေမာကိုခေါ်တဲ့အချိန်ပေါ့အဲ့အချိန်တွေကလည်းဘာစီလိုနာကိုရောက်ခဲ့ရမှာဟုတ်ဒါပေမဲ့ဒီစတီဗန်ဂျော်ရက်ကနေပြီးတော့ ဒါ diet down ဆိုတာအချင်းချင်း request လောက်တာဒီရာသီတော့မထွက်ပါနဲ့အောင်ဆိုပြီးတော့ Soros ကတကယ် Arsenal ကိုလည်းရောက်ဖို့နှီးစက်ခဲ့တယ်ပေါ့နော် Arsenal ကိုရောက်ရမယ်ကစားသမားမရောက်ခင်မရောက်တဲ့အချိန်မှာ तू ဒီ Barcelona ကနေပြီးတော့ကန်လန့်လာတဲ့အချိန်မှာ तू Barcelona ကိုသွားခြင်းပြီဒါပေမဲ့ Gerard ကနေပြီးတော့ဒီတရားသီတော့ဆက်နေပြီးပါဆိုတော့ तू ဒီတရားသီတော့ဆက်နေပြီးမှပြီးတော့ထွက်မယ်ဆိုပြီးတော့ तू ပြောထားပြီးသားပေါ့နော်အဲ့အချိန်မှာ तू Barcelona ရောက်တာတနှစ်နောက်ကျသွားတာမဟုတ်ဆိုအဲ့မတိုင်ခင်တည်းကဒီ Neymar နဲ့ Soros နဲ့ကအတူတူရောက်လာမှာတနှစ်ဆိုတော့2013 14တည်းကသူတို့တွဲဖက် မိခဲ့မှာပေါ့ဒါပေမဲ့ Soros ကဟိုလေဘုံမှာတရားစီဆက်နေတယ်အဲ့နေတဲ့အချိန်မှာပဲ Louis Soros ကအဲ့လိုမျိုးဒီ Kellini နဲ့ backup ပေါ့နော် backup အပြီးမှာရောက်လာတော့နောက်ဆက်လို့ပေါ့အဲ့ပြဿနာကပေါ်လာတယ်ဆိုတော့ Soros ကတကယ်တမ်းကျတော့ဒီ Premier League မှာကျွန်တော်ကွာဖလားမှာဒီဂါနာနဲ့ပွဲမှာလက်နဲ့ပုတ်ထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဝေဘန်ခံရတာမျိုးတွေရှိခဲ့တယ်တစ်ဖက်ကလည်းဒါကတော့ဘယ်လိုမှမဆိုလုံးမှာပဲဆိုတဲ့အမြင်ပေါ့ controversy တွေဖန်တီးခဲ့တယ်ပေါ့ နော် Patrick Evra နဲ့နော် Evra နဲ့ပြဿနာကြီးလည်းရှိတယ်တခါဒီ Chiellini နဲ့ပြဿနာဖြစ်တယ်ဆိုတော့ Soares ရဲ့အမှုအကျင့်ဟာ Barcelona ရဲ့ value စီနဲ့မကိုက်ဘူးဆိုတာဘုတ်အဖွဲ့ထဲမှာကိုရှိတယ်အပေးရတဲ့ဈေးကလည်းများအဲတုန်းက Euro 85သန်းနဲ့80ကျော်တယ်ဟုတ်တယ်နော်85သန်းနဲ့ဆိုတော့ပေးရတဲ့ဈေးကလည်းများတော့မရောက်စင်ကျော်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီအတ္တအားပြိုင်မှုတွေဖြစ်လာမှာကိုဆိုးတယ်ဘာစလိုနာဒီအသင်းတွင်းမှာကိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီမဖြစ်လာစေခြင်းတဲ့သူတွေရှိတယ်ဒါပေမဲ့ထိုးကြတာတစ်ခုက Louis Suarez က သူများတွေအပြင်ကအမြင်တွေဘလို့ပဲသူ့အပေါ်မကောင်းမြင်မြင် Soros ကိုသူ့အတင်းဖော်ရန်ချက်တယ်ဟုတ်ကဲ့လို့ Soros ကသူ့ Uruguay မှာကစားခဲ့တဲ့အချိန်မှာဖြစ်ဖြစ်ဥရောပကိုရောက်လာတဲ့အချိန်မှာဖြစ်ဖြစ်ဥရောပမှာလည်းဒါ Groningen သူသူဖြတ်တန်းခဲ့တဲ့အတင်းတွေပေါ့နော် Groningen မှာသူဖြတ်တန်းခဲ့တယ်ပြီးတော့ IS မှာဖြတ်တန်းခဲ့တယ်ပြီးတော့ Liverpool မှာဖြတ်တန်းခဲ့တယ်ဒီ၃တင်းစလုံးကအတင်းပေါ်ဟောင်းနေအကုန်လုံးကလို့ Soros ကိုရန်ချက်ကြတယ်အတင်းအတွက်ဘာမှသူပေးဆက်ပြီးကစားတဲ့ကစားသမားဆိုတော့အတင်းပေါ်အားလုံးတည်တယ်သူတို့ရဲဘော်ရဲဘက်စိတ်အပြည့်ရှိတယ်အဲ့ဒီ ဟာကကျွန်တော်တို့ MSN မှာလဲလာပြီးတော့တွေးရတယ်လို့ပြောရမှာပဲဟုတ်ကဲ့ပါဒီ MSN တက်စစ်တွဲကိုကိုဒါပြည်ပြည်မျိုးပေါ့နော်အောင်မြင်အောင်အကောင့်ထဲပို့ပြီးတော့ဒါ Louis Enrique ပေါ့နော်ဒီ Louis Enrique ရဲ့ဒီ MSN တက်စစ်တိဆောက်ခဲ့ပုံကိုလဲအခုကျွန်တော်ပြောပြပြမှာအဲ Enrique ကဟိုအရှိမဒီ Pep Guardiola ကဒီ platform အောင်မြင်မှုပြုပြသွားပြီဆိုတော့ Louis Enrique နဲ့ Pep Guardiola ကလည်းဟိုရှင်းပြ Louis Enrique ဆိုတာက ဟို Real Madrid ကစားသမားဟောင်းလေးဖြစ်တယ် Real Madrid ကစားသမားဟောင်းကိုမှာဒီဥမာတချို့ကတော့ဒီ Figo က Barcelona ကိုစွန့်ခွာပြီးတော့ Real Madrid ကိုလာတဲ့အတွက်ဒါသစ္စာဘောက်ကစားသမားဆိုတဲ့ပုံစံမျိုးကွဲသလို Enrique ကြတော့လေတကယ်တမ်းကျတော့ Madrid ကစားသမားကနေ Barcelona ကစားသမားဖြစ်လာတာဒါပေမဲ့သူတို့နှစ်ယောက်ဟိုတွဲကစားတဲ့အချိန်တွေကိုကြည့်ရင် Luis Enrique ကဟိုပြောမယ်ဆိုရင် Barcelona မှာပို့ပြီးတော့နာမည်ထွက်တယ်ဟုတ်ကဲ့အလိန်ခောက်လဲကောင်းတယ်တချောင်းတော့တော်မန်မှာတော်မန်ကစားပေါက်တစ်ပေါက်က Enrique ရဲ့ ကစားဘောတော့ကမျက်လုံးထဲကိုစွဲကြံနေအောင်လို့ကစားနိုင်တယ်ပေါ့။အဲ့သူကိုယ်တိုင်အောင်ဒီနောက်ဖပ်ဂွာဒီယိုလာကိုတိုးကြတော့အဲ့ဒီအချိန်ကဒီ defensive midfielder တို့ဘာလို့ဆိုတာကလူတွေရဲ့မျက်လုံးထဲမှာတိတ်ပြီးတော့ဟိုအလေးထားတဲ့နေရာတွေမဟုတ်ဘူး။အလေးထားတဲ့နေရာမဟုတ်ဘူး။ဒီဟို technical ဘိုင်းက shootout ကကြည့်ပြီးတော့ဒီနီးပြတွေဒီဒီ technical director တွေကတော့ကြိုက်ကောင်းကြိုက်မယ်ပေါ့လေ။ဒါပေမဲ့အားလုံးကလွတ်စံတဲ့ကိစ္စကိုပိုကြိုက်တယ်။ သူတို့နှစ်ယောက်အသင်းပေါ်ရဖြစ်တယ်ပြီးတော့သူတို့နှစ်ယောက်က first captain second captain ဟုတ်ကဲ့ပါကွာရီယိုလာက first captain enrique က second captain တကယ်အသင်းပေါ်စပိန်လေးစဉ်အသင်းတို့အတူကစားတယ်ဘာစလိုနာတို့အတူကစားတယ်အဲ့တော့တစ်ဖက်ကကြည့်ရင်လေပြိုင်ဘက်တွေလည်းဖြစ်တယ်ဆိုတော့ဒီအနေအထားမှာ pap guardiola ကတော့တမိုင်းတွင်နဲ့အောင်မြင်မှုကိုလုတ်ပြပြီးသွားပြီနော်အဲ့ဂျာရမာတီတိုမာတီနိုတို့ကတော့မာတီနိုအဲဖီလာနိုဗာဖီလာနိုဗာဟုတ်ကဲ့နော်ဒီဖီလာနိုဗာတို့ကတော့ကင်ပြီးတော့နောက်ဆုံးဒီအန်ရီဂီလက်ထဲရောက်လာဟုတ်ကဲ့အဲ့တော့အန်ရီဂီလက်ထဲရောက်လာတဲ့အချိန်မှာဘာစလိုနာနည်းနည်းလေးကြာ ဟုတ်ကဲ့ကြတဲ့အသင်းကိုပြန်ပြီးတော့တည်ဆောက်အောင်ပါတည်ဆောက်တဲ့အချိန်မှာဘာစလိုနာကလည်းနောက်တစ်ခုကဒီဥက္ကဋ္ဌလည်းပြောင်းသွားပြီဟုတ်ကဲ့ဥက္ကဋ္ဌအဲ့တော့လာဘော်တာဘာစလိုနာအတွဲဆိုရင်ဘာတိုမူအန်ရီကေအတွဲအတွဲလိုက်ဥက္ကဋ္ဌချင်းပြန်ရမယ်ကာလနီးပြချင်းပြန်ရမယ်ကာလလည်းဖြစ်နေတယ်အဲ့အချိန်မှာဘာတိုမူကဒါလို့ဆက်နေပြီးတော့အမေရိကန်ကိုခန့်ပြီးတော့ဒီထိတ်တန်းကစားသမားတွေအကုန်ခေါ်ပြီးတော့အောင်မြင်ပြီးရောဆိုတဲ့ပုံစံမျိုးဟုတ်ကဲ့ဆိုတော့တကယ်လည်းအောင်မြင်မှုတွေရှာဖွေနိုင်ခဲ့တယ်ပေါ့ဆိုတော့အန်ရီကေရဲ့ philosophy ကတော့ဒီရှင်းတော့ရှင်းတယ်သူက ဒီလူငယ်ကစားသမားတွေကိုကြိုက်တယ်။ပြော်ပြူပေးမယ်။ပြီးတော့ဒီမြန်နှုံးမြတ်တိုက်ဆက်အဲပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့ဆိုတိုင်ဘက်တွေကိုစိုးမိုးနိုင်တယ်၊လွှမ်းမိုးနိုင်တယ်အတင်းသူတည်ဆောက်ကျင်တယ်။အဲ့ဒီတည်ဆောက်ကျင်တဲ့ philosophy အတိုင်းပဲဒီ MSN ကိုအကောင့်ထပ်ပေါ်ခဲ့တယ်။ Guardiola နဲ့အတင်းနဲ့မတူတာကကျတော့ Guardiola ရဲ့အတင်းကကျတော့တတင်းလုံးရဲ့ပါဝင်ပတ်သက်မှုကိုဦးစားပေးပြီး Enrique ရဲ့အတင်းကကျတော့ Xavi နဲ့ Iniesta တို့ role ကတော်တော်လေးမျှိမ့်သွားတယ်။ဟုတ်ကဲ့။သူတို့ကလုံးဝ supporting role သက်သက်ပဲ။သူတို့ရဲ့ twin goal ပါဝင်ပတ်သက်မှုတွေကအင်မတန် ပြုတ်ကြသွားတယ်တဖက်မှာဒီအဲ့အလုပ်တွေကိုဒီတိုက်စစ်ကစားသမား၃ဦးလဲကပဲဟိုလှုပ်သွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့ပုံစံလေးတော့နည်းနည်းပွဲသွားတာပေါ့ဟုတ်ကဲ့ပါကျွန်တော်ဒါဂိုးပေါင်ပတ်သက်မှုကအဲ့အဲ့2014 15နှစ်ကဆို100ကျော်မယ်ထင်တယ်ဒီတို့တို့ MSN တိုက်စစ်ကဒါဂိုး100ကျော်တယ်ဒီမှာထူးခြားလေးတစ်ခုကို၃ ounce လုံးကဒါ penalty ဆိုရင်ပင်တိုင်းကန်သွင်းလို့ရတဲ့ကစားသမားတွေဒီလိုမျိုးကန်သွင်းလို့ရတဲ့ကစားသမားအခြေအနေတစ်ခုမှာဟိုနေမှာ penalty လုကန်တဲ့အခြေအနေမျိုးမှာဆိုရင်လည်းမြင့်ကန်လိုက်ပါကွာဆိုတော့ဟာမျိုးပေါ့လေဒီဟာလေးကတော့ ိုကျွန်တော်စိတ်နဲ့မှတ်မိတော့ပြန်ကြည့်မယ်ဆိုတော့မဆိုးဘူးကြာပြောပုံမှန်ဆိုတော့ဗျာဟိုပင်နယ်တီလူကန်နာတွေပါနေတဲ့အဲမျိုးရှိတာပင်နယ်တီဆိုလဲဟိုအကိုကြီးညီလေးပုံစံမျိုးနဲ့ဗျာပေးကန်နာတွေဒါ MSN တိုက်စစ်မှာတွေလဲကျွန်တော်ဒါမှတ်မှတ်ရရှိခဲ့တာကအေးပါအေးပါနေမာကတော့ကလေးလိုဖြစ်နေတာပေါ့ဟုတ်ကဲ့နေမာကလေးလိုဖြစ်နေဆိုတာကမက်ဆီက H1 29ဟုတ်လူးစ်ဆော်ရက်စ်က29ဆိုတော့သူကရင်းချက်ပြီးသားအရွယ်လေးရောင်းနေပြီ။ဟုတ်ကဲ့။ဒီနေမာကအဲ့ချိန်မှာ22ပဲရှိသေးတာ။ဟုတ်ကဲ့။22ပဲရှိသေးပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့မက်ဆီနဲ့လူးဆော်ရက်စ်ကပို့ပြီးတော့ ပို့ပြီးတော့ရင်းနှီးတဲ့စက်ဆိုင်ဖြစ်သွားတယ်ဟုတ်ကဲ့ပါဖြစ်သွားတဲ့အခါကျတော့နေမာကဟိုဒီ3ယောက်ထဲမှာတယောက်နဲ့တယောက်ကဟာဘလို့ပဲဆက်ဆိုင်ရေးကောင်းကောင်းကွင်းထဲမှာဘလို့ပဲအတွင်းညီညီအပြင်မိသားစုဘွားဆိုရင်နေမာကအဲ့ထဲမှာတိတ်မပါဘူးဟုတ်ကဲ့ပါဆိုတော့ဒီကျွန်တော်တို့ဟိုဘလို့ခေါ်မလဲသူတို့အတွဲအများဆုံးမိသားစုချင်းကအစကူးလူးနေတာကဒီမက်ဆီရဲ့ Farigas ရဲ့ Luis Suarez ရဲ့သူတို့3ယောက်ကကျတော့အတွဲပြန်ဖြစ်သွားတာဟုတ်ကဲ့ဆိုတော့အခါကျတော့ဒီ3ယောက်ထဲမှာနေမာကတော့နည်းနည်းလေး ဒီဘလိုခေါ်မလဲအပြင်ရောက်နေတာပေါ့ဆိုတော့အပြင်ရောက်တဲ့အခါမှာနေမာနေနဲ့မက်ဆီကိုတော့တိုက်လို့မရဘူးဆိုတော့ဒီဆော်ရက်စ်ကိုနည်းနည်းတိုက်ချင်တဲ့သဘောလေးတွေရှိတာပေါ့ဒါပေမဲ့ဟိုအားလုံးဒီလိုပဲအဆင်ပြေပြေနဲ့ဟိုအသေးအဖွဲလေးတွေပါဒီအဖို့တက်လေးတွေကဒီတကယ်တကယ်ကွင်းထဲမှာတော့ဒီမက်ဆီနဲ့နေမာနဲ့ဒီဆော်ရက်စ်နဲ့အဲ့မှာနည်းနည်းထူကြတာပါလို့ဆိုတော့ BBC ရဲ့ပုံစံနဲ့ MSN ရဲ့ပုံစံမတူတာက BBC ဟာဟိုတိုက်စစ်မှာဘိုးပေါင်းယာချီတွင်းကြတဲ့အတွဲဆိုပေမဲ့သူတို့အချင်းချင်းကြားထဲမှာ ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဟိုမှာဘန်ဇီမာစီကနေပြီးတော့ရော်နယ်ဒိုစီကိုသွားတာတွေ့ရမယ်ဟုတ်ကဲ့အဲအဲ့လိုပဲအိုဇယ်စီကနေဒီမာရီယာစီကနေနေရာပေါင်းစုံကဖန်တီးမှုတွေကဒီတိုက်စစ်ကစားသမားတွေစီကိုယောက်လာရော်နယ်ဒိုစီကိုတော့ပုံပို့ပြူတာပေါ့ယောက်လာပြီးသွားတဲ့ပုံလား MSN ကပုံစံကကျတော့သူတို့တော်ရောက်အချင်းချင်းကြားထဲမှာပဲတယောက်ကတယောက်ကိုပေးတယ်ကိုတိုင်းကန်သွင်းတယ်ဆိုတဲ့ပုံစံမျိုးဟိုမှာဆော်ရက်စ်ကလည်းမက်ဆီကိုရောနေမာကိုရောဒီဖန်တီးမှုတွေရှိတယ်မက်ဆီကလည်း နေမာကိုရောဆွာရက်စ်ကိုရောနေမာလည်းမက်ဆီကိုရောဆွာရက်စ်ကိုရောအဲအဲ့လိုမျိုးပေါ့သူတို့အချင်းချင်းကြားထဲမှာပါဝင်ပတ်သက်မှုတော်တော်ပိုပြီးတော့လုံးတယ်အဲ့အဲ့လိုမျိုးဒီဒီသုံးယောက် trial တိုက်စစ်အနေနဲ့တွဲမယ်ဆိုရင်ဆိုရင်သူတို့သုံးအချင်းချင်းကြားထဲကကိုတွင်းကိုနဲ့ဖန်တီးမှုဟာ BBC နဲ့အများကြီးပိုကောင်းတယ်အဲ BBC ကကြတော့ တခြားဘက်ပေါင်းစုံကတော့ဟိုကိုပေါင်ပတ်သက်မှုများတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဟုတ်ကဲ့ပါကျွန်တော်ကွင်းလည်းဖန်တီးမှုကွင်းလည်းပတ်မှုမှုတွေရှိသေးတယ်သူတို့မှာ MS မှာကျတော့ဒါအခုပြောသလိုပါပဲမက်ဆီကနေဒီပုံမှန်အပြည့်လဲကျွန်တော်ဒါမက်ဆီရဲ့ကစားပွဲကြည့်မယ်ဆိုရင်ယော်ဒီအယ်ဘာရှိတဲ့ဘယ်ချမ်းကိုဟိုလက်ကြည့်ကြမလို့ပဲနဲ့ဒါခင်းပြီးနေကြအဲ့နေရာမှာဒါအယ်ဘာနဲ့နီမာနဲ့တွဲလိုက်တဲ့အချိန်မှာတော့ပူပြီးတော့မှလည်းကောင်းပါတော့မို့လေဒီအဲ့2014 15ဝန်းကျင်ကျွန်တော်ဒါပြန်ကြည့်လိုက်မယ်ဆိုရင်မက်ဆီကပူပြီးတော့မှတော့ supporting rule ဆန်ဆန်တော့ စားသွားမယ်တင်ကစားဒါပေမဲ့တွင်းကိုနှောင်းအောင်ကြော်လည်းများတယ်အဲ့တော့သူကိုယ်တိုင်တွင်းတယ်ဟိုနှစ်ယောက်ကိုဖန်တီးပေးတယ်ဆိုတော့ကလည်းသူကိုယ်တိုင်တွင်းတယ်ဂျန်နန်းနှစ်ယောက်ကိုဖန်တီးပေးတယ်နေမာကလည်းကိုယ်တိုင်တွင်းတယ်ဂျန်နန်းနှစ်ယောက်ကိုဖန်တီးပေးတယ်ဆိုတော့ဒါပေမဲ့တခုရှိတာကမက်ဆီကိုတော့သူတို့ဟိုလုံးဝကြော်လို့မရဘူးမက်ဆီရဲ့ဩစာခံရတဲ့အနေအထားမျိုးပေါ့နောက်ဥစလုံးကမက်ဆီကိုဥစားပေးကစားကြတယ်ဆိုတော့ BBC မှာရော်နယ်ဒိုရဲ့ရိုးမျိုးက MSN မှာမက်ဆီကကြာဒါဒါလည်းဟိုတိတ်တော့မထိုးကြပါဘူးမက်ဆီက MSN ဆိုတဲ့အတွဲဖက်ဖြစ်မလာခင်ဘာစလိုနာက2.20ကြာပြီးသွားပြီဟုတ်ကဲ့ဆိုတော့ဘာစလိုနာရဲ့ တကယ်ဒီငယ်မွေးချံပေါက်စစ်စစ်လို့ပြောရမယ်ကစားသမားမျိုးဆိုတဲ့အခါကျတော့သူ့အနေနဲ့ဒီအခြေအနေမှာသူကခေါင်းဆောင်ပဲသူကပဲဒီနေမာနဲ့ဒီ source star တွေကကွင်းတွေကတချို့အခြေခဲတွေပါညာဆိုလဲသူကအဆင်ပြေသလိုဥဆောင်ပြီးဒီဖြည့်ရှင်းပြီးသွားတဲ့ဟာမျိုးတွေကိုကျွန်တော်တို့တွေ့ရတယ်ပေါ့အဲ့တော့နောက်တစ်ခုကဒီနေမာနဲ့မက်ဆီနဲ့ကကလပ်ကလပ်ကဘာကဘာကဘာဖလောင်းကလည်းသူတို့送ခဲ့ဘူးတယ်နော်送တဲ့အချိန်မှာလည်းဒီနေမာအနေနဲ့မက်ဆီချက်ကိုကောင်းတဲ့ပုံစံကိုပြဖို့ ကြိုးစားခဲ့ရင်လည်းသူဘလို့မှမရှင်းနိုင်တဲ့အဆင့်ဆိုတော့သူနားလည်ပြီးသားဖြစ်လောက်မယ်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့အဲဆော်ရက်ကတော့ရှင်းတယ်ဆော်ရက်ကတော့သူ့ရဲ့ဘောလုံးပါရမီဟာနေမာကိုရောမက်ဆီကိုရောမမှီဘူးဟုတ်ကဲ့ဒါပေမဲ့သူကဘာလဲဆိုတော့သူကအကြမ်းခံတယ်မာကြောတယ်ထက်မြက်တယ်အဆုံးသက်ကောင်းတယ်ဆိုတော့ရိုမျိုးနဲ့သူကစားတယ်အဲပြီးတော့ဒီကစားသမား2ဦးအတွက်ဒီပါရမီရှင်ကျေပွန်သူ့ရဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့ကျေပွန်2ဦးအတွက်သူကပိုးအနာခံရုံးပြီးတယ်ဆိုတော့ ရိုးမှာဆိုတော့သူကလည်းသူ down ဆီသွားတာဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကတူချင်းကြည့်မယ်ဆိုဒီ technically gifted ကနေမာလို့ပြောပြောလို့ရမယ်နေမာရဲ့ face ဒီနေမာရဲ့ဒီတူချင်းကျွမ်းကျင်မှုတွေအဲသူ့ရဲ့ဒီ fancy လေးတွေဟာတမျိုးကွဲထွက်နေတယ်တစ်ဖက်မှာကျတော့ဒီ Louis Soros ပေါ့ Louis Soros ကကျတော့နေမာနဲ့ဆန့်ကျင်ဘက်ပေါ့နော်သူကိုယ်တိုင်လည်းဒီ technical အရန်ကောင်းတယ် technics အရန်ကောင်းတယ်ကစားသမားဆိုပေမဲ့ဒီနှစ်ယောက်နဲ့ရှင်လာရင်သူတော်တော်နိုင်သွားတယ်နိုင်ပြီမဲ့သူကကြမ်းတယ်တိုးတယ်အနာခံတယ်သူရင်းကစားပေးတယ်ပေါ့ နေမက်ဆီကကြတော့သူတို့နှစ်ဦးသလုံးပေါင်းတဲ့အရေးအသွေးထပ်ကိုပုံနေသေးတယ်အကုန်ရှိတယ်ဆိုတဲ့ကစားသမားမျိုးပေါ့ဟုတ်ကဲ့ဆိုတော့ဒီနောက်ဆုံးမှအဲ့ဒီသုံးဦးထဲမှာဒီမက်ဆီကတည်ပြီးတော့လိုက်ပြီးတော့ဒီဖြည့်ပြီးလှုပ်ပြီးလိုက်တဲ့အခါကျတော့ဒီသုံးယောက်ကတော်တော်လေးကိုဟိုကြောက်စရာကောင်းတဲ့တိုက်စစ်အတွေ့ဖြစ်လာတော့ဟုတ်ကဲ့ဒီ Amazon တော့မှာလည်းကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကွင်းလဲရလဲတကယ်အကောင်းဆုံးကွင်းလဲရှိလို့ Boost Square လို့ဒါအဲ့ဒီတော့ကဆိုရင်ကွင်းလဲဖြည့်မှာကြည့်မယ်ဆိုလက်ကြည့်စရာမလိုတဲ့ဒီကွင်းလဲဖြည့်ရှိခြင်းကလည်းဒါ Amazon အောင်မြင်ဖို့အတွက်အများကြီးအထောက်ပံ့ဖြစ်မယ်ထင်ပါတယ် Amazon နဲ့တူ ဒါဘာစီလိုနာကဒါဖလားသုံးလုံးချန်ပီယံလည်းဖြစ်ခဲ့တယ်ဒီဘယ်လိုပြောမလဲတကယ်ကိုအကောင်ဆုံးအောင်မြင်မှုတွေပေါ့လေဒါယူခံခဲ့တယ်အမက်ဆန်အလွန်ပေါ့အခုအဲ့မှာဒါ2016 19လောက်ဖြစ်မယ်တင်တယ်နေမှာဒါ PSG ကိုယူရိုတန်းနေရနဲ့ပြောင်းသွားတယ်အမက်ဆန်အခက်အလွန်ဒါဘာစီလိုနာရဲ့အခြေအနေလည်းအခုအပိတ်နေနေပြောပြောပြောအော်ဘာစီလိုနာကဒီပြောမယ်ဆိုရင်ဘာဘာစီလိုနာရဲ့ before and after ဆိုရင်ကျွန်တော်တို့ရော်နာဒီညိုကိုပြောအောင်ပေါ့နော်ဟုတ်ကဲ့ ရိုနာဒီညိုမတိုင်ခင်ဘာစီလိုနာနဲ့ရိုနာဒီညိုနောက်ပိုင်းဘာစီလိုနာဟောဒါဒါလုံးဝလုံးဝခွဲထွက်နေတယ်ပေါ့အမ်အက်ဆန်အနေနဲ့ကြတော့အဲ့လိုကြီးတော့ပြောစရာမရှိဘူးအဲတခုရှိတာကဘာလဲဆိုတော့နေမာရဲ့အပြောင်းရွှေ့ကအမ်အက်ဆန်ကိုဖျက်ဆီးပစ်ခဲ့သလိုဘာစီလိုနာရဲ့အနာကက်အတွေးအခေါ်တွေဘာစီလိုနာရဲ့အနာကက်ဒီလမ်းကြောင်းတွေကိုပေါ့အများကြီးပြောင်းလဲသွားတယ် transfer policy တွေပါ transfer policy တွေပါချိန်သွားတယ်ဟုတ်ကဲ့ဆိုတော့နေမာကိုသူတို့ကျွန်တော်အမြင်ကတော့မရောင်းခဲ့တင်ဘူးလို့မြင်တယ်ဟုတ်ကဲ့ ဆိုတော့တစ်ဖက်မှာက နေမာကိုရိုင်းကမက်ဆီရဲ့လောင်းရင်အောက်မှာနေနေသေးရဲ့ဒီကမ္ဘာအကောင်ဆိုတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်တော့ဘူးသူဖရက်စင်ဂျာမင်းကနေပြီးတော့ချန်ပီယံစ်လိယူရင်သူဘာလန်တော့ရအောင်ရမယ်ဆိုတော့ရှေ့မှာလည်းဒီဘရာဇီးလ်မျိုးဆက်မှာသူ့ကိုသူ့ပဲမျှော်နေကြတာဟာသူဖြစ်မလာတဲ့အခါကျတော့နေမာကိုရိုင်းကလည်းပြောင်းချင်စိတ်ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်တစ်ဖက်ကလည်းဘာစလိုနာမငင်းနိုင်တဲ့ပြောင်းဖြစ်ခြင်းဖြစ်ခဲ့ပြီးမယ်ဘာစလိုနာအသင်းကနေမာအတွက်ရတဲ့တန်း200ကို အလားသဖြုံးတီးပြက်ခဲ့တယ်ပေါ့နော်အလားသဖြုံးတီးခဲ့တယ်ပဲပြောအောင်ပါတို့ရဲ့ကော်တင်ယူနဲ့တမ်ဘီလီတမ်ဘီလီတို့ကအိုက်ထက်တော်ပူပုံသွားသေးတယ်အလားသာအနေနဲ့ဆိုတော့အိုက်ထက်ပူများသွားတယ်နောက်ဒါမဲ့ထင်သလောက်အောင်မြင်မှုဖြစ်မလားဘူးအဲ့တော့အထင်သလောက်မအောင်မြင်တဲ့အခါမှာနောက်ပိုင်းတစ်ခါ Louis Suarez ကိုသူတို့ဒီဆွန့်လွတ်လိုက်ရတယ်နော်လက်လွတ်လိုက်ရတယ် Suarez ကိုသူတို့တောင်းထိုးကျင်တယ်ဆိုတဲ့ဟာမျိုးတွေပေါ်လာတယ်အကန့်ကန္နာတွေပေါ်လာတယ် Suarez ကိုမတုံးကျင်တော့ဘူးဆိုတဲ့ပုံစံမျိုးတွေနော် Suarez Atletico Madrid ကိုရောက်သွားတယ်အဲ့တစ်ခါနောက်ဆုံးဒီ Messi မက်ဆီတယောက်ပဲကြံတဲ့အချိန်မှာဒီလာဘော်တာအသင်းကိုပြန်ရောက်လာတယ်ဟုတ်ကဲ့မက်ဆီကိုတေချောင်းဆက်ထားပါမယ်ဆိုတဲ့ကတိနဲ့ရောက်လာတယ်ဒါပေမဲ့သူမတီးခဲ့ဘူးဟုတ်ကဲ့မက်ဆီလည်းနောက်ဆုံးလွင့်သွားတယ်အဲ့လိုနဲ့ဒီ MSN ကပြိုပွဲသွားတဲ့ပုံစံကမလှပခဲ့ဘူး BBC ကတော့ AACC ပဲကျွန်တော်ထင်ဘာပြဿနာမှတစ်စုံတရာမှမရှိဘဲနဲ့အဲ့တော့ Garvey လည်းသူ့အသူ AC ထွက်သွားတယ် Cristiano Ronaldo လည်းဒါသူ့အသူ AC ထွက်သွားတယ် Benzema လည်း ဟိုအသင်းရဲ့ကံတွင်အဖြစ်နောက်ဆုံးအချိန်ထိကြံနေပါလန်ဒေါ်တွေပါယူသွားပြီးတော့မှဒါအသင်းပြောင်းသွားတယ်ပေါ့ဆို MSN ကတော့နည်းနည်းလေးသတိမလှတဲ့အခြေအနေဒါကလည်း Florentino Pires နဲ့ Bartomeu တို့ကြားတဲ့ကဒီအသင်းအပေါ်ကံတွင်မှုတွေစီမံခံခွဲမှုတွေနဲ့ဆိုင်နေတဲ့တူတယ်ဟုတ်ဟုတ်ကဲ့ပါဒါ MSN ကြောင့်လေးကိုဒါအကိုပြည့်ပြည့်စုံလုံးပြောသွားပြီးတော့လေကျေးဇူးထူးတင်ရှိပါတယ်ကြီးစုအားပေးခဲ့ကြတဲ့အားကောင်းမနာရှင်တွေလည်းကျေးနပ်အားလိမ့်မယ်လို့ထင်ပါတယ်ဆော့ကောအော်ပရေတာတူချင်းစီကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ